ဆုံးမမဆုံးမသေးပဲနဲ့သူတို့ဘာကို ဆုံးမလို့ရှင်သူတို့ဘာရဲ့ကဲ့ရဲ့ပြစ်တဲ့ဆုတ်ဆချင်းဟူတော့အကျိုးကိုသာရလိမ့်မယ်အေးရန်ထူးရနေတာလေမဟုတ်မဟုတ်အဲ့ဒါတလူအဲ့ဒီပုံမှာ ုနာကိုင်းဒီတော့မှားရစေဒီကိုင်းတော့မှားရတယ်ဆိုလို့ဆိုရင်မတက်တာနဲ့လေဆက်ဖြစ်နိုင်မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဗျာအဲ့ခါမှာကိုင်းဒီနာလေးတော့ဘယ်လိုတည်ရတန်တရဒိတ်နဲ့မယူနဲ့ဩဆရာတည်းနဲ့မယူနဲ့အိမ်မှာပြိပရာလားမဟုတ်ဒကာကြီးကိုယ်တိုင်တက်ကရာကြီးနဲ့ယူနေတာကိုစားအားလုံးကတိုင်းပြည်ကတော့တော့ဒီလာရတော့ကြောက်စရာကောင်းတယ်တရားလေးကိုသူချမ်းမဟုတ်တက်ကရာဆိုတော့ရှိတယ်အေးအဲ့ဒါတရားလေးတက်ကရာရှိတယ်နော်ဟုတ်တော့အဲ့လိုကြီးတော့ပြောမပြနဲ့လေ။ဟုတ်ဖះကိုယ်တိုင်တက်ခါရရှိတယ်။ဟုတ်တော့။အဲတညိုးတစ်ချောင်းထောင်ပြီးတော့တက်တိရှိရှိနဲ့ပြောတာနော်။ 哎，大家打点钱呢，用了。培养过来，大家打个也是，好不诶，哎、欸，诶、呃，我反正也做那会，我也用了，过年也用了，培养嘛大家也是用了。现在哪能用嘛？用用用，用不用？用不用？用不用？老老用不用？老老 မရသေးဘူးကျွန်တော်လာတော့မဆက်မီဘူးလာဖို့အစီအစဉ်ရှိတယ်ဆိုတာကိုသိရတယ်အခုလာမှလည်းပဲချိန်လာမှလည်းဆိုတော့မနေ့ကလည်းကျွန်တော်ကအဲ့ဒါအစီအစဉ်ဆွဲတာလာတဲ့အကြောင်းရင်းကကျွန်တော်နားထောင်တော့တက်တက်လာတာမဟုတ်ဘူးမဟုတ်ဘူးသူပြေလို့ရတာလည်းမင်းနေတယ်မင်းကြီးပြန်လာဟိုခင်ဗျားလည်းပိုင်ပြီးသွားပြီခင်ဗျားအေးစင်းနေပဲဆိုတော့ပိုင်ကျွန်တော်သဘောပေါက်သွားပြီအမပြေလို့ရတာဖြေကျွန်တော်ပြေလို့ရတယ်ကျွန်တော်တက်ကရရှိတယ်လို့ပြောနေတယ်အဲ့တော့ကျွန်မပြန်မင်းမယ်လေမင်းကျွန်တော်ပြောပါဖရားမဖြစ်ခင်ရောဖြစ်ပြီးရောနှစ်မျိုးသလုံးမှားတယ်တက်ကြရရှိအဲ့တော့အပြင်းနှစ်ခုရှိတယ်တစ်ခုတည်းဖြစ်လို့မရဘူး ဘာလို့အဖေတကူကြီးမဟုတ်ကျွန်တော်ပြောတာချင်းချင်းလေးအဖေရတကူပဲဖះမွေးလာတာဖះကဖြစ်ဆက်ဖြစ်ပြီးတော့မှကြာခိုင်ချီလန်းခွန်လန်းလှမ်းနေရလဲတက်ခါရရှိတယ်တောထွက်လို့မြင်းပေါ်မှာလဲတက်ခါရရှိတယ်တရားအထုတ်နေတဲ့ချောင်းထဲမှာရှိတယ်တရားအထုတ်ပြီးလဲရှိတယ်ပြိဋိကဘာဆံလို့ဟိုတော်တဲ့ဟိုသွားလဲပဲရှိတယ်ပြိဋိကဘာဆံပြီးမှမရှိတာရှင်းတယ်နော်ရှင်းတယ်နော်အဲ့ဒါတက်ခါရလို့ပြောတာကျွန်တော်ပြောတာ အခုလိုင်းပေါ်တင်ရောကျွန်တော်ဖះမှာတက်ကရရှိတယ်လို့ပြောတာဟိုလိုင်းပေါ်ကိုတင်ပြအောင်တင်ပါနော်ပြောတယ်လိုင်းပေါ်တင်ပြအောင်ကျွန်တော်ပြောတာကျွန်တော်လက်ကူးမျိုးရိတ်သာတက်လမ်းမှာနေတယ်ဖုန်းနံပါတ်633 5133ဆွေးနွေးလို့ရဆရာတယောက်လို့ဟုတ်တယ်ရွှေညောဆရာပါရွှေညောဆရာရွှေညောဆရာရဲ့ဆရာရဲ့ခုံနဲ့ညီတဲ့အမှုအချက်အမှုများအပြောစီရှိတယ် ဟုတ်တယ်ဟိုတပည့်တော်ကငကိုတွေကပြောပြီးသားတပည့်တော်ကငငယ်တဲ့ဟာစကားပြောရင်စကားပြောရင်ဘွားဘွားချင်းသေးဟုတ်တယ်လို့ပဲတောင်ကြီးတယ်လို့တော့မကြီးတော့ဘူးဟမ်ချင်းတယ်ချင်းသေးဟုတ်တယ်လို့ဟုတ်တယ်ချင်းသေးချင်းသေးပြောတယ်လို့ပြောတယ်တတ်တည်ရှိပြောတယ်ရဲရဲတင်းတင်းပြောတယ်တရားဆိုတရားလို့တတ်တည်ပြောတယ် ဖះဆိုလဲဖះကိုတတိရှိရှိကြည်ကြိုးတယ်တရားကိုလဲတရားကိုတတိရှိရှိကြည်ညိုတယ်တန်ခါကိုလဲတန်ခါဟိုတတိရှိရှိကြည်ကြိုးတယ်အဲ့ဒါတခါကြီးပြောတရားကိုယုံကြည်တယ်အကျွင်းမဲ့ကိုယုံကြည်တာလုံးဝယုံကြည်တယ်ဖះမှာတက္ကရာရှိတယ်မြန်မာပြည်လုံးကြိုက်တဲ့လူလာခဲ့အကူဦးကြီးပြောတာညမမျိုးပြဘယ်လိုတက္ကရာလဲတက္ကရာဆိုတာပါလဲဘုံဘုံခင်ဗျားမမင်းနေတော့ခင်ဗျားနားပဲထောင်တော့ခဏကလိုနှစ်ခုလေးကတစ်ခုဝင်ပြင်တော့ဘုံဘုံနဲ့တပည့်တော်နဲ့ကမင်းရောအဲ့ဒါတခါကြီးကိုသူဆက်ပြောမယ်လေဟိုဂိုင်းနေနေက မြတ်စွာဘုရားရဲ့ခန္ဓာကြီးကိုတက္ကရာခေါ်နေတာတက္ကရာဆိုတာခန္ဓာ၅ပါးကိုတက္ကရာလို့ခေါ်တာခန္ဓာ၅ပါးယုတ်ယုတ်ဖောက်ပြန်မှုသဘောတရားရှိတယ်ဝေဒနာခံစားမှုသဘောတရားရှိတယ်ပညာမှတ်သားမှုသဘောတရားရှိတယ်သင်္ခါရစိတ်တော်မှုစိတ်တော်တိုက်တွန်းမှုသဘောတရားရှိတယ်အဲဝေယုတ်ဝေဒနာသိကြသင်္ခါရစိတ်သိမှုသဘောတရားရှိအဲ၅မျိုးကိုတက္ကရာလို့ခေါ်တယ်တန်တော့ကရောတက်ကရောလို့ဆိုဟုတ်ပြီနော်ဟုတ်ပြီဟုတ်ပြီဆိုတော့ တရားသဘောကိုတကယ်သိတဲ့လူဒီကိတီဘောတရားရောက်ပြီးခက်တယ်အဲ့ဒါတခွန်းနဲ့ပဲပြောလိုက်တယ်နော်အဲ့ခက်ပါသေးတယ်တက္ကရမပြောပြီဟုတ်ပြီပြောပါဒီဒီဘောတရားရောက်ဒီဗီဒီယိုခိုင်းနေပတ်သက်ပြီးတော့နော်တခါကြီးရဖျားဆင်ကိုတက်ခါရရှိတယ်ဒေတီတော့မရှိဘူးတက်ခါရဒေတီနဲ့ပတ်သက်ပြီးတော့ဘုံကြီးကတက်ခါရဒေတီနဲ့ပတ်သက်လို့ဖျားဆင်မှာတက်ခါရရှိလားမရှိလားဆိုတာသူမပြောရဲဘူးပေါ့နော် ရားရှင်းပါတယ်တဏှကရောတက္ကရောသင်္ဆာရှိသောဝေဒနာစတဲ့ခန္ဓာ၅ပါးပေါ်တက္ကရေပုတ္တဒိဋ္ဌိတက္ကရဒိဋ္ဌိအဲ့သင်္ဆာရှိတဲ့ဝေဒနာစသောခန္ဓာ၅ပါးအပေါင်း၌ငါဖြစ်တဲ့ငါငါတို့ထင်မြင်ယူဆခြင်းကိုဒါတက္ကရဒိဋ္ဌိဘုရားရှင်မှာတက္ကရရှိလားမရှိလားဆိုတော့ တသိတရဝမှန်သမျှတွေကတော့ကာမဘုံသာမှန်တော့ခန္ဓာ၅ပါးရှိမှာပေါ့နော်ရှိနေတာပဲဖျားရှင်လက်တက္ကရာရှိပါတယ်အဲတက္ကရာဖြစ်တဲ့ခန္ဓာ၅ပါးပေါင်းနိုင်ငါးဥစ္စာလို့ဖြစ်တဲ့ဒိဋ္ဌိသာမရှိတာပေါ့နော်အဲခန္ဓာ၅ပါးပေါင်းနိုင်ဖြစ်တဲ့ငါးငါးဥစ္စာလို့ထင်မြင်ယူဆမယ်ဆိုရင်ဒါဒိဋ္ဌိဖြစ်ပါတယ်တက္ကရာဒိဋ္ဌိဖြစ်သွားပြီပေါ့နော် ခန္ဓာ၅ပါးပေါင်းကိုခန္ဓာ၅ပါးလို့ပဲမြင်မယ်ဆိုရင်ဒါဒိဋ္ဌိဖြစ်ဖြစ်နိုင်ကြအောင်မရှိဘူးအဲ့ဒီခန္ဓာ၅ပါးပေါင်းမှာခန္ဓာ၅ပါးလို့မမြင်ပဲနဲ့အခန္ဓာကြီးကိုငါငေါ့စာလို့မြင်နေတာပေါ့နော်လူတို့တယောက်မှာခန္ဓာ၅ပါးနဲ့ဖွဲ့စည်းတာဟုတ်ပါပြီအဲ့ခန္ဓာ၅ပါးကိုမမြင်ပဲနဲ့ သူငါသူတို့ဘာမင်းမယောက်ျားဒီလိုမြင်နေမယ်ဆိုရင်ဒါအဲ့ဒီအပေါ်မှာဖြည့်တဲ့ဟာကိုမြင်တဲ့ဟာကိုတက္ကရာဒိဋ္ဌိလို့ပြောတာပေါ့နော်ဒါဆိုရင်ဘုရားရှင်မှာတက္ကရာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့တက္ကရာကတော့ရှိတယ်လို့ပြောနိုင်တယ်နော်အဲ့ဒီအပေါ်မှာမြင်တဲ့အငါလို့မြင်တဲ့ဒိဋ္ဌိကတော့မရှိဘူးပေါ့နော်ဒါကတော့မဟုတ်ဆရာတော်ဘုရားရဲ့ တက္ကရာဒိဋ္ဌိဖြစ်လာဖြစ်ပေါ်လာပုံဘောအမမေဘမောဆရာဗျာယတက္ကရာဒိဋ္ဌိနဲ့ပတ်သက်လို့တက္ကရာတော့ရှိတယ်ဒိဋ္ဌိတော့မရှိတာအဲ့လိုမျိုးအတိအလင်းဟောကြားတာရှိတယ်ဘာကြောင့်ဆရာတော်ဗျာကြီးတို့လည်းဟောကြားတာရှိပါတယ်နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ဘာတွေသင်ခန်းစာရလဲဆိုရင်ကိုကိုတိုင်ကိုကိုကိုဆုံးမမဆုံးမသေးပဲနဲ့သူတို့ဘာကိုဆုံးမလို့ရှိရင်သူတို့ဘာရဲ့ ကဲ့ရဲ့ပြည့်တဲ့ဆုဆချင်းဟူသောအကျိုးကိုသာရလိုက်မယ်ဆိုရက်သင်ခန်းစာရတာပေါ့နော်ကျေးဇူးတင်ပါတယ်ကြိုက်ကြိုက်စူနေအောင်စူပွက်နေတဲ့ရေပူဆိုတာတကယ်ရှိတယ်။ရုပ်ခုခင်းမှာလည်းမင်းမြင်တွေ့တွေ့တက်တွေ့နေရတယ် ဖျားလက်ထက်မှာလည်းရှိခဲ့တယ်။တခါတော့ကအရှင်မောကလန်ကိုရောမြတ်ကြီးကရဟန်းတို့ကိုပြောတယ်။ငါရှင်တို့တဲ့ဤတဘောဓမီရှိရှင်းရာဤတဘောဓမီရှိရှင်းရာရေအိုင်သည်ကြည်လင်သောရေရှိတယ်။အေးမြသောရေရှိတယ်။ချိုးမြိန်သောရေရှိတယ်။ဖြူစင်တန့်စင်သောရေရှိတယ်။ကောင်းသောစိတ်ကမ်းတွေလည်းရှိတယ်။နှဲ့လို့ပဲလည်းရှိတယ်။ များသောငားလေးတွေလည်းငားတွေလေးတွေလည်းရှိတယ်။နောက်ဆက်ဘင်းလှဲဘင်းပမာဏလောက်ရှိတဲ့ဘရုံမှာကြာပန်းကြီးတွေလည်းရှိတယ်တဲ့အဲ့လိုရဟန်းတွေကိုပြောတော့ရဟန်းတွေကဘယ်လိုပြန်ပြောလဲဆိုတော့အရှင်မောကလန်အရှင်မောကလန်ကပေါ့နော်ဒီတဘောဓာမြေကြီးစီးစင်းရရေရနေကြည်လင်တော့ရေရှိတယ်အေးမြတော့ရေရှိတယ်ဒီလိုမျိုးပြောပြီးတော့ဘာဖြစ်လို့အဲ့ဒီတဘောဓာမြေကြီးက ိုက်ကြိုက်စုနေအောင်ပူလောင်နေတာလေဒါရှင်မောက်ကလန်မဟုတ်မှမှပြောတာပဲဆိုတော့ပါရာဇီကနဲ့ဆွဆွဲအဲ့တော့အဲ့ဒီအကြောင်းမြတ်စွာဘုရားစီရောက်ပါတယ်မြတ်စွာဘုရားဘလုံးမဲလဲဆိုတော့ယဟန်တို့ဤတဘောဓာမြစ်တီစီစင်းရာရေအိုင်းသာစီစင်းရာရေအိုင်းဒီကြည်လင်တော့ရေရှိတယ်အေးမြတော့ရေရှိတယ်ချုံမြိန်တော့ရေရှိတယ်ဖြူစင်တော့ရေရှိတယ်နှဲ့လို့ပဲရှိတယ်ငားလေးတွေလည်းရှိတယ် ကျဲပင်ပမာဏလောက်ရှိသောဘရုံမှာဂျပန်တို့တည်လဲပွင့်ကုန်တယ်။ယဟန်တို့တို့တော်လဲဤတဘောတာမြကြီးကြိုက်ကြိုက်စုနေရပူချင်းပူလောင်ချင်းရဲ့အကြောင်းဟာလောဟကုန်ပြီးငဲကြီးနှစ်ခုရဲ့အကြားထဲမှာလာခဲ့တဲ့အတွက်ကြောင့်ဤတဘောတာမြကြီးကပူနေရတာတဲ့ကြိုက်ကြိုက်စုနေအောင်ပူနေရတာတဲ့အမျက်စဗျာမိတ်တယ်။ရှင်မောကလန်ဟာမှန်ကန်သောစကားကိုဆိုတယ်ဖြစ်တယ်။ ်အားကြောင့်မို့ပါရာဇီကကြားစရာအကြောင်းမရှိဘူးအဲ့လိုမျက်စာဖျားကမိတ်တယ်ငရဲပြည်တကယ်မရှိလားရှိလားဆိုတာအဲ့ဒါလက်တွေ့တာရကပဲအခုခင်မာလဲမျက်မြင်တက်တွေ့မျက်မြင်တက်တွေ့အဲ့ဒါတွေ့နေရတာပဲတချို့တော့ဘာသာကြားတွေကငရဲပြည်တကယ်ရှိလားမရှိလားဆိုတာသူတို့မယုံကြဘူးမယုံကြရင်ကိုကိုတိုင်းလက်တွေ့ခံစားရမှသိလိမ့်မယ် ခုလိုဗုဒ္ဓရဲ့ပုံတော်တွေနော်စေတီတော်တွေ AI နီးပညာတွေနဲ့ဗီဒီယိုအမျိုးမျိုးလုပ်တာတွေအဲ့ဒါတွေဟာငရေရောက်မဲ့လက္ခဏာတွေပဲငရေရောက်မှဘလို့ဒုက္ခမျိုးခံစားရလဲဆိုတာကိုယ်ကိုယ်တိုင်သိမှာနော်ဘာသာကြားတွေပေါ့ပါချောက်ရတော့ဘုရားကြီးကငရေပြည့်ရှိတာနဲ့ပတ်သက်ပြီးတော့လေဆိုတာတကယ်ရှိလားတဲ့ရှိတာပေါ့တဲ့ အဲ့ဆိုလေးကိုမြင်ရလို့လားမမြင်ရဘူးအဲ့ဒါလိုမျိုးပဲလေးဆိုတာမမြင်ရပါမယ်လက်တွေ့ရှိတယ်ဆိုတာဒါလက်ခံရတယ်လို့ပဲတဲ့ငရေပြီဆိုတာလည်းကိုမမြင်ရပါမယ်ဒါတကယ်ရှိတယ်ဆိုတာလက်ခံရတယ်တဲ့ငရေပြီနဲ့ပတ်သက်ပြီးတော့ဖျားဟောပါဠိတော်တွေမှာဒေဝတုတ္တသုတ်တန်တို့เนาะတာလာရဏတာလာရဏနိကသုတ်တန်တို့အများကြီးပဲဟောထားပါတယ် ငရဲဆိုတာနီးနီးရဲဆိုတဲ့စကားလုံးကလာတာနီးအရာလို့ဖြစ်လိုက်ပေါ့အရာဆိုတာချမ်းသာခြင်းနီးဆိုတာကမရှိတာချမ်းသာခြင်းမရှိတာကိုဒါငရဲလို့ခေါ်တယ်ငရဲပြည်နဲ့ပတ်သက်လို့တခြားသောဘာသာဝင်တွေကျမ်းစာတွေမှာပေါ်ပြတာတာအကျေတဝင်းရေးပြတာတာငရဲပြည်တည်ရှိပုံလေးအဲ့လိုမျိုးမရှိဘူးဗုဒ္ဓဘာသာရဲ့ဖျားဟောပိဋကပိဋကတော်မှာပဲရှိတယ်ငရဲပြည် ဘလို့တီးရှိတာတွေငရဲဘလို့ခံစားရတာတွေငရဲကြီးစစ်ထက်အကြောင်းတွေဒါအားလုံးရှိတယ်ငရဲပြီဆိုတာရှိ ਉ ရှိတာဒါလက်ခံရမှာပဲငရဲပြီရမီးဟာဘလောက်ထိပူပြင်းလဲဆိုရင်အခုလူပြီမှာရှိတဲ့ပကတိမီးဟာကြောက်တုံတဲတဲလေးကိုမီးတဲ့ပြစ်ထည့်လိုက်လို့အဲကြောက်တုံလေးကဘာမှမဖြစ်ဘူးဆိုပေမဲ့ငရဲပြီမှာရှိတဲ့မီးဟာတောင်ထွက်လောက်ရှိတဲ့ကြောက်တုံကြီးကို ြစ်ထဲလိုက်လို့ဆိုရင်အဲ့ကြောက်တုံးကြီးချက်ချင်းပျောက်ခွေသွားတယ်ပြာကျသွားတယ်အလောက်ထိပူပြင်းတာအဲ့ဒါကြောင့်မို့လောဟကုန်မီငရေနှစ်ခုအကြားကနေစီးဆင်းလာတဲ့ရေရပါတော့အခုလူပြည်ရောက်တဲ့အထီတော်မှာကြိုက်ကြိုက်ရှုနေအောင်ပူပူနေတော့မယ်ပေါ့ငါရေနွေးပူသလိုကြိုက်ကြိုက်ရှုနေအောင်ပူနေတော့မယ်အဲ့ဒါလက်တွေ့ပါပဲ